အားလုံးမင်္ဂလာပါခင်ဗျာမေခံပေါင်း channel ရနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့20လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအဖြင့်ရှမ်းမြောက်ဒေသကြောင်မဲကအောင်မွဲစင်မြန်းတဲ့စစ်သည်လေးနဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်ပြီမှာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးဖို့အထူးပဲမြတ်တာရက်ခံပန်ကြအပ်ပါတယ်ဟုတ်ကဲ့ စစ်သည်များစတင်လိုက်ကြရအောင်ခမမြမတက်မတော်နေဦးနေသူရဲ့ကောင်းများက နောင်ချိုဒေသတောင်ခမ်းကနေစတင်ပြီးတော့တိုက်ပွဲဆင်မြန်းလာခဲ့တာ နောင်ချိုကိုရရှိခဲ့ပြီးတဲ့နောက်မှာကြောင်မဲမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါပြီဟုတ်ကဲ့ကြောင်မဲမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွင်းမှာ အကြမ်းဖက်သောင်းကျန်းသူ DNA ပလက်ဗဒတ်နဲ့ DPLA အဖွဲ့များ အထီးအကဲအကြာဆုံးများစွာနဲ့ဆုတ်ခွာထွက်ပြေးသွားခဲ့ရပါတယ်။ဟုတ်ကဲ့အဲ့ဒီတိုက်ပွဲအကြီးအငယ်ဖြစ်စဉ်အတွင်းမှာမိမိဘက်ကလုံခြုံရေးတပ်ဖွဲ့ဝင်များနိမ့်နာနာ ထိခိုက်မှုတစုံတရာမရှိဘဲအကျိုးအမြတ်ရလဒ်နေရာဖြင့်အကြမ်းဖက်တောင်းချမ်းသူများဖြစ်ကြတဲ့ DNA ပလတ်ဗဒန်းနဲ့ DBLA ဗရက်အဖွဲ့များဘက်မှအလောင်း60တလောင်းနဲ့ လက်နက်မျိုးစုံ40တလက်ခဲရန်နဲ့ဆက်ဆက်ပစ္စည်းအများအပြားကို သိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့မန္တလေးတိုင်းဒေသကြီးနထိုးကြီးမြင်းကြံတောင်သာနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာမြမတမတော်လုံချိုးတပ်ဖွဲ့ဝင်များနဲ့မြင်းကြံပြည်သူစစ် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဒေါက်တီရာယူမအဖွဲ့နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲအထုကွန်မန်ဒိုတပ်ဖွဲ့ဝင်များက နထိုးကြီးမြင်းကြံတောင်တန်နဲ့ပုဂံညာဦးတော်အိုက်မှနေမြေရှင်းလင်းလျက်ရှိတာကိုမိဘပြည်သူများအားလုံးသိရှိပြီးဖြစ်မှာပါဟုတ်ကဲ့အဲ့ဒီလိုနေမြေရှင်းလင်းတဲ့ဖြစ်စဉ်အတွင်းမှာမိမိဘကထိခိုက်မှုတစုံတရာမရှိဘဲနဲ့အကျိုးအမြတ်ရလဒ်အနေအထားဖြင့် အကြမ်းမဲ့သောင်းကျန်းသူများဖြစ်ကြတဲ့မြင်းညံတောင်သားနှထိုးကြီးဗရက်တရင်ရှစ်ခုကနေပြီးတော့အကြမ်းဖက်သောင်းကျန်းသူဗရက်16လောင်းနဲ့လက်နက်ငယ်အချို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့စကိုင်းတိုင်းဒေသကြီးဗန်းမောင်မြို့နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ၂၀၁၀လ၂၀၂၅ရင်းနှီးမှာတော့ စကိုင်းတိုင်းဒေသကြီးဗန်းမောင်းမြို့အနီးခုတ်ပြင်းပြင်းမနာညောင်သားရအနီးမှာနေမြရှင်းလင်းနေတဲ့မြမတက်မတော်လုံမျိုးတက်ဖွဲ့စစ်ကြောင်းများနဲ့အကျန်းဖက်တောင်းညံသူ KIA Black ဗရက်အဖွဲ့တို့ထိတွေ့တိုက်ပွဲအနှဲငယ်ဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာရန်သူဟာဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးတော့မိဘကထိခိုက်မှုတစုံတရာမရှိဘဲအကျန်းဖက်တောင်းညံသူ၄လောင်းတိုက်၈၁တနတ်တလက်နဲ့ ကြည်အင်ကြည်စံများ သိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရှမ်းမြောက်ဒေသအကြမ်းဖက်တောင်းကျဉ်သူများဖြစ်ကြတဲ့ DNL နဲ့ပတ်သက်တဲ့မြမတက်မတော်လီရဲ့ဘုံကျဲရှင်းလင်းမှုသတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ၂ရက်10လ2025ရက်နေ့ဒီနေ့မနေ့ပိုင်းမနေ့9နာရီကျော်အချိန်လောက်မှာတော့ရှမ်းမြောက်ဒေသဖြစ်တဲ့ နမ်မတူဒေတာကိုမြမတက်မတော်တက်မတော်လေက လေနသားများကအကျန်းဖက်တောင်းကျန်းသူများဖြစ်ကြတဲ့ TNL PSL အဖက်များခိုအောင်ရနေရာကိုလေချောင်းကနေဘုံကျဲရှင်းလင်းတုတ်တင်လိုက်ပါတယ်ဒီလိုဘုံကျဲရှင်းလင်းတုတ်တင်လိုက်တဲ့အတွက်ကြောင့်အကျန်းဖက်တောင်းကျန်းသူများအခြေပြုရာအစာအုပ်အချို့ထိခိုက်ပျက်စီးမှုများနဲ့အကျန်းဖက်တောင်းကျန်းသူများ DLA အဖွဲ့ဝင်များ ထိခိုက်ဒေဆုံးမှုများရှိကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆောင်းအောင်နိုင်သူဇွဲကပင်ရေးသားတဲ့ပြည်သူစစ်ရင်တက်ကိုချစ်တယ်ဆိုတဲ့သတင်းဆောင်မလေးပဲဖြစ်ပါတယ်ခင်ဗျာကြောင်မဲမျိုးတွေကိုဝင်လာတဲ့မြမတက်မတော်သားတွေကိုပြည်သူလူထုကအခုလိုတောင်းတောင်းဖြားဖြားကြိုးစိုးနေကြတာမြင်ရတော့2019ခုနှစ်တုန်းက ကိုရီစစ်ကြောင်းမူဆယ်မျိုးတဲ့ဝင်တော့ပြည်သူတွေလမ်းပြီးတလျှောက်ကြိုးဆူခဲ့ကြတာကိုပြန်သတိရမိပါတယ်အဲ့ဒီတော့က point 56တိကနေဆင်းပြီးစွန်စော်ရက်ွက်ကနေတဆင်းမျိုးတဲ့ဝင်ချိန်မှာလမ်းတလျှောက်ရှိတဲ့ပြည်သူလူထုဟာအချိုရီမုံမျိုးစုံကိုကမ်းပြီးတော့အာရဝန်တာစွာနဲ့ကိုကြိုးဆူခဲ့ကြတာပါဘာကြောင့်ကြိုးဆူရသလဲဆိုတော့အဲ့ဒီတော့ကလည်းမူဆယ်ကိုပလောင်ကလာတိုက်တာမို့မူဆယ်မျိုးပတ်လည်မှာ စစ်ကြောင်းတွေပြည့်ပြည့်ဝဝမရှိလို့ကုတ်ခိုင်ဂါလန်ကွင်းထဲမှာလှုပ်ရှားထွက်နေတဲ့ကျွန်တော်တို့ခန့်လိုက်ရ290ကစစ်ကြောင်းတစ်နှစ်ကိုမူဆယ်လုံးုံရွေးဆိုပြီးတော့တောင်းပေးလို့သွားခဲ့ကြတာဖြစ်ပါတယ်မှတ်မှတ်ရရကျွန်တော်ကမူဆယ်မြို့အစွန်စွမ်းစောရက်ွက်မှာတက်ခွင့်မှုနဲ့တောင်းဝန်ကြတော့ငါဆိုရင်တလားလောက်ကိုရိတ်ခါထုတ်မစားခဲ့ရပါဘူး ရက်ွက်သူရက်ွက်သားတွေကဆံကစားလို့စားစရာအဆုံးအဆုံးလာပို့လို့ကျွန်တော်တို့မှာရိတ်ခါရှိတယ်လာမပို့ပါနဲ့ရပါတယ်ဆိုပြီးတားယူရတဲ့အထီးပါဆိုတော့ပြောချင်တာကပြည်သူစစ်ရင်တော့တက်မတော်ကိုချစ်ပြီးသားပါပြည်သူစစ်ရင်တော့တက်ကိုချစ်ကြတာပါပဲတက်မတော်ကိုမချစ်တာကပြည်သူမစစ်တဲ့သဘုံနဲ့ပြည်ဖြတ်မီဒီယာတွေပဲရှိပါလိမ့်မယ်ထပ်ပြောပါမယ် ပြည်သူစစ်ရင်တပ်မတော်ကိုချစ်တယ်ဆိုတာကြောင်မဲကပြည်သူတွေတောင်းတောင်းဖျားဖျားကြုံနေကြတာကို ကြည်ရင်တွေ့မြင်နိုင်ပါလိမ့်မယ်ခင်ဗျာဒါကြောင့်ပြည်သူချစ်တဲ့တပ်မတော်ဟာလည်းတရားသောစစ်ကိုအမြဲတမ်းအောင်မြင်နေမှာဖြစ်တဲ့အကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဒီနေ့မြဝတီတောင်ချမ်းမင်းလက်ပံအခြေအနေကတော့အိုင်နန်ဂိတ်ငါးဘက်ဂိတ်ဒီကေဘီသခွားတိဂိတ်ဖိုးခွားဂိတ်နဲ့ ထိုင်းနယ်ဆက်ဂိတ်တွေမှာလဲလူနာတွေကတော့တပတ်ခန်းကိုတည်ဖို့အတွက်ဒုနယ်ဒီထက်နေကုန်ပါပြီဒီနေ့မင်းလက်ပံတဲမှာငပွေးနဲ့အကြမ်းဖက်အုပ်စုတွေဓာတ်ပေါ်တွေထက်နေပါတယ်တာဘောတော့မထိပါဘူးလွတ်သွားပုံရပါတယ်ဒါပေမဲ့တာဘောအနီးကပ်တွေကတော့လက်နေကြီးထိပြီးတော့တေဆုံးသွားတဲ့အကြောင်း အတီးပြူသတင်းတွေရရှိပါတယ်ဒီရေဘီကတချို့အကောင်တွေအခုချိန်ထိ အကျန်းဖတ်တောင်းကျန်းသူတွေကိုကူနေတဲ့အခြေအနေမျိုးသိရပါတယ်။အမာခံမင်းလက်ပံရွာကတော့အတော်လေးကို မြင်မကောင်းအောင်အထိနာ ထိကျက်ပြင်းထန်သွားခဲ့ပါပြီ။သဘုံအောင်မှာနေခဲ့ဘူးတဲ့ဘသူကမှကောင်းတယ်မကောင်းဘူးဆိုတာပြည်သူတွေလက်တွေ့သိလာပါတယ်။တံပေါင်းမင်းတရားကြီးမဟာဗျူဟာကတစ်ချက်ခုတ်သုံးချက်ပြတ်တာပါ။လူတွေအမြင်ပန်းသဆဝင်လာတဲ့လူငယ်တွေအမြင်တံမတော်ဟာအစင်အလာနဲ့လာတာဘယ်သဘုံမှ ရှင်မရဘူးဆိုတဲ့အမြင်ဒေသအတွင်းမြမစက်မတော်ကအပလာပါဆိုတဲ့အမြင်အားလုံးကို2025ဩဂုတ်လနဲ့စတင်မာလနှစ်လအတွင်းရိုက်ချိုးပြသွားခဲ့ပါတယ်ပလောင်ကတော့နေပြီးတော့သွားတဲ့လမ်းကမကောင်းဘူးဆိုပြီးတော့ကြောင်မဲကနေလှည့်ပြန်သွားပေမဲ့ပုံဖြတ်မြက်အုပ်ထုပ်တွေစောင်းထားတဲ့တပ်မတော်ကွန်မန်ဒိုအဖွဲ့တွေကတော့သားကြီးတို့မင်းဘယ်လမ်းသွားသွားမင်းနောက်ကလိုက်လို့နေမယ်ဆိုပြီး ဆက်ဖြက်ဖြက်နဲ့လိုက်လာကြလေရဲ့ဗျာကြောင်မဲကိုပလောင်ကျန်းဖက်သမားတွေလက်ထဲကကဲတင်ပေးလို့ဆိုပြီးတော့မရှိရှိတာလေးတွေပြင်ဆင်ပြီးကြိုးစုံနေတဲ့မြင်ကွင်းကကြည်နုဖို့အမတန်ကောင်းပါတယ်တချို့ဆိုရင်မနေ့ကလေးကမျောနေကြတာဒါပေမဲ့ပလောင်ကျန်းဖတ်တွေကမြို့ကိုမိရှုံုံနေမကပါဘူးမိုင်းတွေပါထောင်သွားကြလို့မကြိုးစုံနိုင်ကြဘူးဖြစ်သွားတာပါ တချို့ဒေသခံတွေဆိုရင်ပြစ်ဒဏ်ခတ်တံတွေကြားထဲကနေကိုစွန်စားပြီးတော့ပလောင်တွေမိုင်းထောင်သွားတာကိုကွန်မန်ဒိုစစ်ကြောင်းတွေကို လာပြောကြပါတယ်ဘလောက်တောင်ချစ်ဖို့ကောင်းတဲ့စိတ်ထားလေးတွေလဲကြားရတာနဲ့တင်ကြည်နုပြီးတော့မျက်ရည်လည်လာမိပါတယ်အကြံပဲအဘေးအနီးကြောင်တွေနဲ့အင်ကြီးကက်လျက်နေရတာကလည်းဒုက္ခပါဗျအမှန်လူတွေအတွက်အိမ်တလုံးဆိုင်တစ်ခုဖြစ်ဖို့ဆိုတာ အပြည့်ဆိုင်ရာသခိုးမလောက်လွယ်မနေပါဘူးမင်းလက်ပံကိုပြောတာပါပဲယနေ့အော်တိုမာလာနေရင်းဒီမှာတော့ငပွေးပဒက်ဒီကမင်းညာပိုင်းကောစုရွာဝရောရွာအပြင်ဘက် နောင်ထွန်ကြောက်တောင်ဘေးကနေနောင်ရင်ရွာကတဆင့်တရတော်ရွာကျဲဥတောင် KNU တပ်မခုနှစ်ဖောက်ထားတဲ့လမ်းအတိုင်းငပွေးပဒက်မသာလောင်းတဲ့ဒံယာရပုံကိုယ်တွေအလုံးကိုကားအလုံးပိတ်နဲ့တည်ယူနေကြောင်း ယနေ့မနေ့ကတော့မြေပြင်သတင်းအရသိရှိရပါတယ်။ရဲမင်းတကောင်ကတော့မင်းလက်ပံက155မမဟောင်းဝေဇာမှန်သွားတဲ့စမိုင်းမိုဘိုင်းဆိုင်ကစတားလင်ဆက်ကိုခေါင်းပေါ်ရွက်ပြီးတော့ Facebook ပေါ်တက်ပြီးလောင်ပြနေတာမြင်မကောင်းပါဘူး။လေကင်းကောင်နဲ့ဆွဲတော်အကြမ်းမှာ GNU KDL ဘက်ကအသေးခံခံပစ်ဖို့နေရာချထားတဲ့ဗရက်တွေအကုန်တနက်တွေထားပြီး ငိမ့်ညာရေးလုတ်တဲ့အဖွဲတွေတဲ့ဝင်ပြေးကုန်လို့ရှယ်ထလောင်နေတာပါကြာလာရင်ရှီတန်းကိုရဲမင်းတို့ငစွဲတို့နော်ဧပြီဆီတို့တပုံလော်ဘီတွေကိုယ်တိုင်တက်တိုက်ရပါတော့မယ်မြဝရီပြည်သူစေယုံကြီးမှာပြည်သူစေအလောင်းတွေရှယ်ပုံနေတယ်ဆိုပြီးတော့ဂျင်းထဲခဲ့တဲ့မြေနိုးပိတ်ကိုလည်းသွားတာဆဲခဲ့ကြဗျာအခုမြဝရီနစ်ခွန်ကတက်က ပလောညံနေတဲ့အကူပြစ်လက်နဲ့ကြီးအတန်တွေမကြားရတော့ဘူးမဟုတ်ပါလားအဲ့ဒါပြစ်စရာဆင်းမှုခံပြစ်နေတဲ့သဘောမရှိတော့လို့ပဲပေတိုရိုစီမာတော့ကကနကလန်စုပုံထားတဲ့1996ထုတ်အမြောက်ကြီးတွေတောင် ပြစ်လို့မကုန်သေးပါဘူးခမရတို့ဘက်ကဘလိုတွေဖြစ်ကုန်တာလဲဗျာတီကောင်ကော်လန်ကဘက်ကတို့မပြောငါလုံးအဖွဲကကြီထိုးရတာလေးတယ်ပြစ်ရတာနာဦးလို့အဖူရီ ဆိုပြီးတော့ကာမီကာဇီ SPV တွေကြီးလှုပ်မင်းလက်ပံကပြစ်မှတ်တွေကိုညဘက်တွေကြီးအမုန်းဝင်ဆောင်နေတာဆယ်ကြီးကုံပြီးအဖုတဲ့ထပ်ပို့ပေးပါဦးလုံနေပါတယ်လေကင်းပြည်နယ်ဘက်ကသတင်းလေးနဲ့ပတ်သက်လို့တင်ပြရရင်တော့ကင်းပြည်နယ်ကထပ်ပို့ရွာတွေရှေ့ဆက်ကျင်းမှာပါရန်သူဝန်လက်ခံတဲ့ရွာတွေရန်သူနေရာဖြစ်သတ်မှတ်ပြီးတော့အခြေကြီးတမတော့ပါမှာကြိုက်တဲ့ရွာအကျမ်းဘက်အားပေးလို့ရပါပြီ။ စစ်မှရန်သူမိတ်ဆွေမခွဲကြပါဘူးရန်သူနဲ့ရောထွေးရန်သူကိုကာကွယ်ရန်သူကိုဓမိချက်ကျွေးတဲ့ရွာမှန်သမျှရှစ်ဆက်အကုံကြေအောင်မှာပါတဘုံကိုလက်ခံရင်လက်ခံသလိုအကျိုးခံစားရမယ်တဘုံကိုလက်ခံတဲ့ရွာအလုံးပြာပုံဖြစ်သွားတော့မှာပါအေးချမ်းချိန်မှာရွာပြတ်တွေကိုအစိုးရဘက်ကပြန်စီမံခန့်ခွဲတာတော့အကြမ်းဖက်အာပေအစ်အမှန်ဆိုတာနဲ့လူလဲထောင်ထဲရောက်မယ် မြေရလည်းပြန်မရနိုင်တော့တဲ့ဘဝနဲ့မိအေးနှခါနာတာတဲ့အကြောင်းဆိုးပွေရှိပါတယ်အခုဆောင်းနေတာတွေလက်တွင်တော့သဘုံကိုလက်မခံတဲ့ယွာတွေကတော့သဘုံတို့ရဲ့ဖောက်ထွင်းခိုးယူမှုကိုခံရတယ်ဒါကြောင့်တမတော်ရဲ့ပြည်သူတွေဘက်ကနေရက်ဒီပြည်သူတွေအတွက်ပါလက်စားချေရင်စစ်တိုင်နေတာကတရားမျှတပါတယ်။ကရင်ပြည်နယ်ကကလန်တိုက်အသံပြောင်းနေပါတယ်။အကြမ်းဖက်ထောက်ဖို့အကြီးစားတွေ နေပြည်တော်တပ်တွေသိနိုင်ပါတယ်။ဘယ်ကမှသတင်းထွက်မလာပါဘူးစောင့်ကြည့်နေတယ်။ကရင်ပြည်နယ်ကအကြမ်းဖက်အားပေးတွေဆက်ပြီးတော့အားပေးလို့ရပါပြီ။စစ်ရှောင်းတွေကိုထိမ့်သိမ့်နဲ့နီးနဲ့ကျင်သုံးပြီးတော့ရန်သူနဲ့ခွဲထုတ်တာလဲယနေ့အထိကရင်ပြည်နယ်မှာမကြမ်းသေးပါဘူး။ရှေ့ဆက်မရဲတဲ့သူမိုက်ကြဇမ်းပါတမတော်ကိုမိစ္ဆာပြောတဲ့အကောင်တွေမင်းတို့အတွက်ကတော့ယက္ခဂုံမှန်စစ်စင်ရေးကြီးထပ်ဝင်လာပါဦးမယ် ဘောပေါက်ကြပါအခုဆိုပြည်သူစင်ညီအကိုတွေကလည်းသူတို့ကိုမင်းတို့တွေကစစ်မှတ်တပ်ရဲဘူးဆိုပြီးလောင်ပြောင်ကြလို့လက်စမ်းတွေပြလာကြတာလက်တံပြောင်ချက်ကပြည်သူစင်ညီအကိုတွေလည်းဟိုတုန်းကစစ်တပ်ရှင်လို့စတဲ့ဝင်တာစစ်မှတ်တပ်ရပဲနောက်တန်းလှုပ်အားပေးတွေကြောင့်စစ်သူတွေမပြောပိုက်ခဲကြရပါဘူးအခုတော့စစ်တပ်တန်းရောက်တင်းနှံတဲ့တင်းနှံစင်တာနဲ့နိုင်ငံတော်အနေနဲ့လက်နက်ပေးပေးအပ်တဲ့တာဝန်ပေးရင်းနဲ့မင်းတို့ အကျမ်းဖက်တောင်းရန်သူရန်ကို အကြိုက်သာ ပြစ်တော့ဆိုပြီးအခွင့်အရေးပေးခဲ့တော့တနက်ကန်ပြီးစီယူယူခဲ့ကြတဲ့ပြည်သူစစ်ညီအကိုတွေကတော့အခုသူတို့ရဲ့စစ်ပိုးကို မြေပြင်မှာလက်တွေ့ပြန့်သနေကြပါပြီဘက်နယ်ရှိစားလဲလက်သံလေးတွေကောင်းရလားကွာပြည်သူစစ်ညီကိုတွေရဲ့အစွမ်းတွေပြည်သူစစ်တွေရဲ့လက်သံပြောင်ချက်တွေကိုမြည်လို့မဝသေးရင်ဆက်မြည်လိုက်ကြအောင်ပေါ့ကွာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယာနိုရီမိုးရေးသားတဲ့သတင်းဆောင်းပါးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီကနေ့နမ်မတူနဲ့မန်တုံကိုမြမတက်မတော်ကဘုံကျဲတာရှိပါတယ်ဒါကတကယ်တော့တာမန်စိရိတ်စင်းွေမဟုတ်ဘူးဆိုတဲ့သဘောပါတကယ်လို့ဒီဘောကသာတက်မတော်ကထက်ရရင်နန်းဆန်ကအတော်လေးပိတ်သွားပြီလို့ဆိုလို့ရပါလိမ့်မယ် ရှေ့ဆက်ဒိုးပြင်းရင်လာရှိုးရဲ့အနောက်ဘက်ကမန်ဆန်နဲ့အီနိုင်ဆိုတဲ့ရွာတွေပဲဖြစ်လာနိုင်ပါတယ်။ဒီနေရာတွေကို မထိန်းချုပ်မစိုးမိုးနိုင်ခဲ့လို့နမ်မတူကတက်ဒီအတွက်စစ်ကူအချိန်မီပို့ဖို့ခက်ခဲခဲ့သလိုတိုင်းစစ်ဌာနချုပ်ကလည်းခေါက်ကွင်းလမ်းအတိုင်းအပွင့်ကြီးဖြစ်ခဲ့ရတာနမူနာယူရပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ်အခုအချိန်တွေက ကိုတွေက အပေါ်စည်းကပါပဲ။ရှမ်းမြောက်မှာ အခင်ရကြတဲ့လာရှိုးမျိုးကြီးရထားပါတယ်လာရှိုးကို လင်းရင်ဆင်းနိုင်တဲ့၍နန်ဆန်မန်တုံနဲ့နံမတူဆိုတာကိုချန်တဲ့ကကြက်အဆင့်ပါပဲမိုးမိတ်မိုးကုတ်ကို ထိမ့်နိုင်တဲ့တပိတ်ချင်းရထားသလိုရှမ်းမြောက်လမ်းကြီးပွင့်ဖို့အဓိကကြတဲ့ကြောင်မဲကိုပူပူနွေးနွေးရထားပါတယ်အညာမှာလဲနထိုးကြီးဘက်ကိုစစ်ကြောင်းထိုးတာအယောက်20လောက်အသေးရလိုက်တယ်လို့ဆိုပါတယ်ဒီကြားတဲ့ အလင်းဝင်တဲ့သတင်းတွေကလည်းနေရာအနှံ့ပါပဲကိုရီးယားအတွက်အာသာချက်ကတော့၁၀နှစ်ခွန်အပြီးမှာနိုင်ငံတော်အကြီးအကဲကဘာပတ်လိုက်တာအတော်လေးကောင်းသွားတယ်လို့ဆိုရမယ်ထင်ပါတယ်အဓိက strategy တွေရှိထားတာလဲနောက်က supply ကောင်းမှပါအခုဆို Ukraine Russia စစ်နဲ့အပြိုင်လေကြောင်းတိုက်ခိုက်မှုတွေဒရုန်းအသုံးပြုနိုင်မှုတွေမှာ ရော့သွားတာမျိုးမတွေ့ရပါဘူးပိုကောင်းတဲ့ထိချက်တွေနဲ့ အသာစီးရလာတာကတော့ဝမ်းသာစရာပဲပေါ့လေဒါကြောင့်လဲအခုအခေါက်ရုရှားကအပြန်မှာ EO တွေအနေနဲ့အမြင်ကြီးကြီးလေးမထားနဲ့ဆိုပြီးသတိပေးထားတာဖြစ်နိုင်ပါတယ်အခုတော့ကြောင်မဲရာသွားပြီဆိုတော့မိုးကုန်းတဲ့သီဘောကလက်ချိုးရေတွက်ဖို့ပဲကြံပါလိမ့်မယ်ဆိုတဲ့အကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရှား ပိုင်ဆိုးရည်သားတဲ့သတင်းဆောင်မလေးတွေပဲဖြစ်ပါရခင်ဗျာနေပြည်တော်ကောင်းစီနေမြေမှာဗလီဆောက်ခွင့်ချပေးလိုက်တာနဲ့ပတ်သက်ပြီးတော့ line ပေါ်မှာသတိပေးမှုလေးတွေကန့်ကွက်မှုလေးတွေမြင်လာရပါတယ်နေပြည်တော်ပတ်ဝန်းကျင်ကပြင်မနာလေဝေးတက်ကုန်းလိုနေရာမျိုးမှာအခုနောက်ပိုင်းမာမှုတွေကြီးစိုးလာတာအရှိတရားပါအထူးသဖြင့်အိမ်ဆောင်ပစ္စည်းနဲ့ကုန်မဆိုင်တွေအီလက်ထရောနစ်ပစ္စည်းဆိုင်တွေဟာမမှုတွေကြီးပါပဲ မြန်မာတွေကဈေးသင့်တယ်ဝယ်လို့ကောင်းတယ်ဆိုရင်တရုတ်ဆိုင်နေနေကလားဆိုင်နေနေဝယ်လိုက်တာပါသူတို့ကတော့သူတို့အချင်းချင်းဆိုင်မှာပဲအားပေးကြပါတယ်ဆိုင်တွေတိုးလာတာနဲ့အမြအရွယ်ကောင်းမာမူလေးတွေတိုးပွားလာနေပါတယ်လူဦးရေကန့်သတ်တဲ့ဥပဒေအစင်းစစ်တဲ့ဥပဒေတွေအသက်မဝင်သေးသေး၍မြန်မာဟာလည်းအခုအနောက်နိုင်ငံတွေမှာကြုံတွေ့နေရတဲ့ခေတ်သစ်နေချက်ခံရနိုင်တဲ့အန္တရာယ်ရှိနေနိုင်ပါတယ် မယုံမရှိပါနဲ့ရန်ကုန်စုလေတဝိုက်ကိုပဲသတိထားပြီးတော့ကြည်ကြည်ပါចောင်းစင်းញိန် private ចောင်းတွေကိုသတိထားပြီးကြည်ကြည်ပါ တကုံပြင်းမနာတဝိုက်ကအိမ်မာဆိုင်တွေကိုလည်းသတိထားပြီးတော့ကြည်ကြည်ပါတို့တွေကိုမြမတက်မတော်ကပြန်သိမ်းတဲ့အခါဝမ်းအသာဆုံးကမြို့ကန်တွေဖြစ်ပါလိမ့်မယ်ဘယ်တိုင်းသားလည်းနဲ့ဂိုင်ကမှမြို့တို့မြို့သိမ်းပြီးရင်တိဆောက်ရေးလုပ်ငန်းမလုပ်ကြပါဘူး တချိန်ချင်းတက်မတော်ကပြန်လာယူမယ်ဆိုတာသိလို့ခံစစ်ပြင်းတဲ့အလုပ်ပဲလုပ်ကြတာပါမြို့ကန်ဒီရဲ့စောင်းနေရေးရေမီးကနေမြို့တန်ရှင်ရေးအစုံစိတ်ဝင်စားဖို့ဆိုတာထက်ဒီမြို့တွေကနေဘာတွေရမလဲဘယ်ဟာတွေတန်ဖို့ရှိလဲဆိုတာပဲလိုက်ကြည့်တတ်ကြတာပါမြို့ကန်တွေမှာတော့ဘယ်အချိန်ပေါ်တာဆွဲမလဲဘယ်အချိန်အခွန်လာကောက်မလဲရင်တမမမနေရတဲ့သူတွေမို့အခုလိုတက်မတော်ကပြန်သိမ့်ပြီးမှပဲကြောအေးရပါတော့တယ် ါကိုမျိုးကံမဟုတ်ရင် ကိုချင်းစာနိုင်မှာမဟုတ်ပါဘူးတဘုံကတဘုံမှာပဲဆိုတာတချို့မျိုးတွေကဘဝတွေရင်းပြီးမှတိခဲ့ကြရတာပါ MRTV ရဲ့ Messin စစ်ဆေးဖို့ပညာပေးဗီဒီယိုဖိုင်မှာတရုတ်ဆောင်ပြည်တူပါဝင်လာတာနဲ့ပတ်သက်ပြီးတော့ line ပေါ်မှာတစတစတွေ့လာရပါတယ်ထုံးစံအတိုင်းအခုမှရိုက်တာ အရင်ကရိုက်ထားတာစသဖြင့်ညင်းညခုံညတာပေါ့ တကယ်သာအခုမှရက်တဲ့ဘူရီယိုဆိုရင်တော့ပြည်သူ့ကိုအမှတ်ပြန်ပေးရမှာပါကိုရဲ့ဘရောကကြောင့်စီရီယံဝင်ပြီးတော့ဘွားပြက်ခဲ့ရတဲ့ပြည်သူတွေအတွက်ပြန်ပြီးတော့ပေးဆက်ဖို့အချိန်လဲတကယ်ရောက်နေပါပြီတလောကပဲ2020ရွေးကောက်ပွဲအတွက်ဆိုထားတဲ့လေးဖြူနဲ့မနှောရဲ့တချင်းတွေကို ပြန်ဖြန့်ပြီးအစိုးရတွေကိုဆဲဆိုတာလာမယ့်ရွေးကောက်ပွဲနဲ့ဆိုင်နာတွေမကူညီရဲအောင်ချင်းချောက်တာတွေလုပ်နေတာတွေ့ရပါတယ် အရင်ကလက်သုံးချောင်းရဲရဲထောင်ခဲ့ပြီးအခုအချိန်မှာ normal light နေနေကြတဲ့အမှုပညာရှင်တွေအားလုံးဟာကိုယ့်လိုပဲပြည်သူတွေကိုအေးစေးစွာ နေစေခြင်းလိုတဲ့ဆန္ဒရှိမယ်ဆိုရင်ရွေးကောက်ပွဲကိုပြည်သူတွေစိတ်ဝင်စားလာစေဖို့အကူအညီပေးတဲ့အချိန်ရောက်ပါပြီလက်သုံးချောင်းထောင်ခဲ့တဲ့အမှုပညာရှင်တွေအတွက်လည်းတစ်သလုံးလိပ်ပြာလုံစွာ နေနိုင်ဖို့ကိုယ့်ရဲ့အပြစ်တွေကိုခြေဖြတ်ရမယ့်အချိန်ရောက်ပြီဆိုတဲ့အကြောင်း တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆ ्याम င်းတုံတရရေးသားတဲ့စီရေးအရခက်ကြမ်းကြမ်းသတိပေးပြီလားဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့တော့ပလောင်ရဲ့ပင်မဌာနချုပ်ဖြစ်နေတဲ့နတ်ဆန်နဲ့မန်တုံကိုမြမတက်မတော်လေကဘုံကျဲတိုက်ခိုက်လိုက်ပါတယ်ကျွန်တော်အမှန်မမှားဘူးဆိုရင်နတ်ဆန်နဲ့မန်တုံကိုပထမဆုံးဘုံကျဲခြင်းပါ သဘောကတော့တမတော်အနေနဲ့ DNL ကိုစီးအရာခက်ကြမ်းကြမ်းသတိပေးလိုက်တာဖြစ်လို့ DNL အနေနဲ့ကိုနဲ့မဆိုင်တဲ့ဒေသတွေအမြန်ဆုံးဆုတ်ခွာသွားဖို့လိုပါတယ်။ DNL ကိုရင်သတိပေးတာမဟုတ်တော့ပါဘူးတနိုင်ငံလုံးမှာရှိတဲ့သဘုံတွေကိုသတိပေးတာဖြစ်လို့လောင်းချမ်းသူတွေအနေနဲ့ကိုနဲ့မဆိုင်တဲ့ဒေသတွေကနေအမြန်ဆုံးဆုတ်ခွာဖို့သတိပေးတာလည်းဖြစ်နိုင်ပါတယ်။မဆုတ်တော့ဘာဖြစ်လဲမေးရင် မဆုတ်ရင်တော့အသုတ်ခံရမှာပါ။တောင်ကျန်းသူတွေအနေနဲ့တမတော်ကိုရေရှည်စစ်ပွဲဆင်နွှဲနိုင်ဖို့အတွက်ဘလို့မှမဖြစ်နိုင်ပါဘူး။ဘလို့မှမဖြစ်နိုင်ဘူးဆိုတာကိုဒီလောက်ဆိုရင်တော့သဘောပေါက်လောက်ပြီးထင်ပါတယ်။မပေါက်သေးဘူးမပြင်သေးဘူးဆိုရင်လည်းစီရအရာခက်ကြမ်းကြမ်းတတိပေးတာမျိုးထက် ပိုတဲ့တိုက်ခိုက်မှုမျိုးကိုကြုံရရပါလိမ့်မယ်။အကောင်းဆုံးကတော့ကိုနဲ့မတန်တဲ့ဖက်နှက်ကို မစည်းကျင်ကြဇန်ပါနဲ့လို့တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ဆုံးအနေအချင်းတင်ဆက်ပေးချင်တာကတော့ဆရာမိုးတီဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့ကောင်းတာကကောင်းပါတယ်ဆိုတော့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာဘသူမှကဏ္ဍဆုံအကုန်မသိနိုင်ပါဘူးလောကသုံးပါးလုံးကိုသိတာတပည့်ညွတ်တမြတ်စွာဘုရားပဲရှိပါတယ်မြန်မာနိုင်ငံက liberty ရဲ့အတွေးအခေါ်တွေရောက်လာပြီး ဘာသာမဲ့ကိုရုပ်ဝါဒတို့ကို ပြောလာကြတဲ့သူတွေရှိလာပါတယ်။အဲ့ဒီ liberal တွေအများဆုံးထိခိုက်ကြတာကဗုဒ္ဓဘာသာနဲ့မြန်မာတွေရဲ့ဒလိထုံးစံတွေကိုပါ။အထူးသဖြင့်ထေရဝါဒယဟန်တွေနဲ့စစ်တပ်ဘက်ကို ဆိုရင် ပို့ပြီးတော့တိုက်ခိုက်တက်ကြပါတယ်။သူတို့အလွယ်ဆုံးတိုက်ခိုက်ကြတာကတော့ဖျားတယ်ကြောင်းဆောက်တဲ့ကိစ္စမျိုးကိုတိုက်ခိုက်တက်ကြတာပါကြောင်း ဘုန်းတော်ကြီးကြောင်းဆောက်တယ်ဆိုတဲ့ကုသိုလ်ကအလုံးစုံပြည့်စုံတယ်လို့အကျိုးရတယ်အလူဒါနာထဲမှာကြောင်းဆောက် လုပ်ပြီးတော့လှူဒန်းရတဲ့ကုသိုလ်ကအမျက်ဆုံးပါဘဲဘာသာမှာမှဖျားတယ်တာမရှိဘူးဗုဒ္ဓဘာသာမှာပဲရှိတယ်ဒါကြောင့်ဖျားတယ်တဲ့ကိစ္စမျိုးကို ပို့ပြီးတော့တိုက်ခိုက်တတ်ကြပါတယ်ဆိုတာက မြန်မာနိုင်ငံကနိုင်ငံရေးအယောင်ရှိပြီးတော့မြတ်စွာဘုရားရဲ့တရားတော်တွေကိုဂဂနနသေးသေးချာချာမသိတဲ့ယန်းတပါးစနှစ်ပါးစကဖះတယ်မဲ့အစားစာသင်ကျောင်းတွေဆောက်လိုက်ပါလားစီယုံတွေဆောက်လိုက်ပါလားဆိုပြီးတော့သူတို့ဟောတဲ့တရားပွဲတွေလူစီအောင်ပြောတဲ့ကြတာပါအလိုတန်းလို့ရင်ချမ်းသာတဲ့အကျိုးရတယ်လို့မြတ်စွာဘုရားဟောခဲ့ပါတယ်မတူညီတဲ့ကုသိုလ်တွေက မတူညီတဲ့ကောင်းမှုအကျိုးတွေကိုပေးပါတယ် ဖျားတည်တယ်ဆိုတာအကြီးအကဲမင်းဖြစ်စေတဲ့ကုသိုလ်ဖြစ်တယ်ဖျားတည်တဲ့အတွက်ကြောင့်အဲ့ဒီဖျားကိုလူတွေလာဖူးကြတယ်လာဖူးတဲ့သူတွေကစိတ်ကြည်ကြည်လင်းလင်းကုသိုလ်စိတ်တွေနဲ့ဖျားကိုအာယုံပြုလာဖူးလာကြတဲ့အတွက်ကုသိုလ်ရကြရပါတယ်လူတွေကိုကုသိုလ်ရအောင်ဦးစီးဦးဆောင် လုပ်ပေးတဲ့သူကသူလဲကုသိုလ်ရပြီးတော့အကြီးအကဲဖြစ်ရပါတယ် မြန်မာနိုင်ငံမှာအကြီးအကဲတွေဘရင်တွေနိုင်ငံခေါင်းဆောင်တွေဖျားတည်ခဲ့ကြတယ်။ဩဂလာဘမင်းကြီးတည်ခဲ့တဲ့ရှင်ကုံဖျားကိုစင်မြူရှင်မင်းသားမပြုတ်ပြင်ခဲ့ရေအခုမြင်တွေ့နေရတဲ့အမြင့်329ပေရှိတဲ့ရှင်ကုံဖျားဆိုတာရှိမှာမဟုတ်ပါဘူး။ရှစ်ခေတ်ကိုမပြောပါဘူး။မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာဥနုကကဘာအေးဖျားဥနေဝင်းကမဟာဝိဇယဖျားဥတန်းရှိကနေပြီးတော့ဥပ္ပါရတန်တိဖျား အခုဦးမယောင်လှိုင်ကနေပြည်တော်မာရဝူဇီယဖရာအဆရှိသဖြင့်တည်ခဲ့ကြပါတယ်။သူတို့တွေကလက်ရှိဘဝမှာလည်းအကြီးအကဲတွေဖြစ်ခဲ့ကြပြီးအခုဘဝမှာလည်းဖရာတွေတည်ခဲ့ကြတဲ့အတွက်နောင်တန်တရားမှာလည်းတူတဲ့အကျိုးကိုရစေပါလိမ့်မယ်။စံညင်ဘက်ကတော့လူတွေအကုသိုလ်ရအောင်ဦးစည်းဦးဆောင်လုပ်တဲ့သူက အကုသိုလ်မကောင်းမှုအကျိုးကိုဦးဆုံးအများဆုံးခံရမှာပါ။ အလူလုံးတယ်ဆိုရခဲ့ရအလူလုံးမဲ့သူရဲ့ယုံကြည်မှုသဏ္ဍတရားနဲ့ဆိုင်ပါတယ်သူယုံကြည်တာသူလုံးမှာပါပဲဒီအကျိုးကို အလူရှိလို့ဒီအလူကိုလှူကြတာပါ သူများကောင်းမှုလုပ်တာကိုပြစ်တင်ဝေဖန်ရင်အကုသို့ဖြစ်စေပါတယ်လက်ရှိကာလကိုမြင်အောင်ကြည့်ရင်မြင်တွေ့နိုင်ပါတယ်ရံပြင်းနေတဲ့နှစ်ဖက်မှာတစ်ဖက်ကယထာလန်းဘုံထောင်တယ်တရားချိုးတယ်တာဝါတိုင်းချိုးတယ်လမ်းတွေကိုပိတ်တယ် နောက်တစ်ဘက်ကသူတို့ချိုးထားတဲ့ဒရားတွေလမ်းတွေကိုပြန်ပြင်းနေအချင်းကြလာတဲ့အမြဘယ်သူက အကုသူတွေများလာပြီးဘယ်သူကကုသူတွေများလာမလဲဂုတ်ထိတ်ဒရားဂုတ်တွင်းဒရားတွေချိုးခဲ့တဲ့ TNL ကိုကြောင်မဲကထွက်ပြေးရပါပြီကြောင်မဲကထွက်ပြေးလာလဲအစွန်းရယုံအဆောက်အုံတွေမိရှိုခဲ့လို့အဲ့ဒီအကုသူအရှိန်ကိုခံရပါလိမ့်ဦးမယ်အကုသိုလ်များတဲ့သူနဲ့ကုသိုလ်များတဲ့သူရေရှည်မှာဘယ်သူရက်တီကြံရစ်မလဲ ဘသူပြိုလဲသွားမလဲအကြောင်းကင်းလို့ပြီးဖြစ်လာတဲ့အကျိုးဆိုတာမရှိဘူးလို့မြတ်စွာဘုရားဟောထားခဲ့ပါတယ်ကောင်းတာလို့ရင်ကောင်းတာပဲဖြစ်ရမှာပါကိုယ်ဆန္ဒကတေချာပေါက်ဖြစ်တဲ့ကိစ္စဖြစ်တယ်လို့ပြောလို့မရပါဘူးကိုဖြစ်ချင်တာနဲ့သူဖြစ်ချင်တာလဲသူချင်မှသူပါမယ်ဘယ်ရမဆို ကောင်းတာလို့တာကိုကောင်းတယ်လို့မြင်ပြီး မကောင်းတာလို့တာကိုမကောင်းဘူးလို့မြင်တာ အကောင်းဆုံးဖြစ်တဲ့အကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးဖို့အထူးပဲမြစ်တာရက်ခံပန်ကြအပ်ပါတယ်မိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာရိုင်းဆိုင်မှုမပါဘဲကွန်မန့်မှာဝင်ရောက်ရေးသားအကြံပြုနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်မင်းခန့်ပါပါ